ွဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းအကြောင်းအရာကတော့သူတော်စင်ကိုကကြည်တဲ့နဲ့ဖျားယောင်းခိုင်းတာကနေအစာပြူပြီးတော့အဆုံးမဲ့ကလေးစားဖြစ်ပေါ်လာကဖခင်မင်းလက်ထက်ကရန်ညိုးတွေကြောင့်တင်းញိုင်းကုန်းကြီးရဲ့အလဲမှာအလောင်းကောင်ထန့်ထားရတဲ့ကောင်းလေးကအသက်ပြီးကြုံလာတဲ့အခါမှာတော့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဒီဇာတ်လမ်းကတရေဇာတ်လမ်းနေစတင်ရမူလစင်ကြီးဖြစ်ပြီးတော့ဒီဇာတ်လမ်းနေမှာနှေးစားမှုတစ္ဆာမင်းမှု ထိတ်လန့်ဝမ်းနည်းမှုတွေနဲ့ဘလို့စိတ်ဝင်စားကြရတာပေါင်းစုံခံစားရမလဲဆိုတာစုံထီလိုက်ပါကြည့်ရှုလိုက်ကြရအောင်နော်ဇလန်လေးမစတင်မီ UK ရဲ့ channel လေးကို like နဲ့ subscribe နှိပ်ပေးခဲ့ကြပါအောင်နော်လုံငယ်သောနှစ်ပေါင်းများစွာကအိန္ဒိယနိုင်ငံဂင်းကမြကန်နာမှာဥစဉ်နီးလို့ခေါ်တဲ့ကြီးကျယ်ခမ်းနားတဲ့မြို့တော်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲဒီမြို့မှာပိကယာမလို့ခေါ်တဲ့ဘုရင်အုပ်ချုပ်ပြီးတော့သူ့မှာညီနောင်နှစ်ပါးလည်းရှိပါတယ်။ သူကမိနီဒီယာ၁၀ပါးနဲ့ညီအုပ်ချုပ်တာကြောင့်သူ့လက်ထက်မှာတိုင်းပြည်ကစီပင်သားရွာပြောပြီးတော့အေးချမ်းပါတယ်။တနေ့မှာတော့မင်းကြီးကနိုင်ငံရဲ့စားကိုခီးထွက်ပြီးတော့မတူညီတဲ့ယဉ်ကျေးမှုတွေကိုလေ့လာဖို့စိတ်ကူးရှိလာပါတယ်။ဒါကြောင့်ထင်းနှန်းကိုညီတော်အလက်ဖြစ်တဲ့ဘက်ထရစ်ကိုလွှဲအပ်ခဲ့ပြီးနောက်ရက်သိအသွေးနဲ့ရုပ်ဖြတ်ကညီငယ်ဓမ္မဝင်မင်းသားနဲ့အတူတိုင်းငယ်လှည့်လည်ခီးထွက်ခွာသွားပါတယ်။ ပတ်ရှင်မင်းဟာနန်းစည်းစိမ်ကိုစက္ကံပြီးနောက်မှာတော့မိဖုရားကိုင်လို့သွားတာကြောင့်စိတ်တကြကတိုင်းပြည်ကြီးမှာဆရာထက်သက်မှုရှိဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မူမတ်တွေကပြီးရင်စိတ်ချမ်းသာစေဖို့အတွက်လှပတဲ့မျိုးသမီးတူကိုအလင်းအမြန်ရှာဖွေခဲ့ပြီးတော့မိဖုရားကောင်ဖြစ်တင်မြှောက်လိုက်ပါတယ်။မင်းကြီးကမိဖုရားတစ်ကိုအလွန်ချစ်မြတ်လို့ပြီးတော့အားလက်ချိန်တိုင်းမှာမိဖုရားနဲ့ပဲအချိန်ကုန်ဆုံးပါတယ်။ဒါမိမဲ့လေမိဖုရားကတော့သစ္စာမရှိပဲအမတ်ကြီးနဲ့တိတ်တိတ်မုန်းဖောက်ပြန်နေခဲ့ပါတယ်။ ဒီချောင်းကို အနိမ့်အစည်းကမ်းလေးသာသိရှိခဲ့ကြတယ်။အဲ့ဒီမျိုးတော့အနိကတော့အုတ်ထဲမှာတော့သွားရီတောင်မရှိတော့တဲ့အထိအိုမင်းပိန်ချုံနေပြီဖြစ်တဲ့ပုံနှုံလမယားနှစ်ယောက်နေထိုင်နေခဲ့ပါတယ်။အဲ့ဒီထဲရမှာပုံနှုံဝါခက်ခဲတဲ့တရားကျင့်စဉ်တွေကိုသုံးနှစ်သုံးမိုးကျင့်ကြံခဲ့ပါတယ်။နောက်ဆုံးမှာသူ့ရဲ့ကျင့်စဉ်ဆွဲအားတွေကြောင့်နှစ်တွေကတော့ချင်းမွန်လာကြတဲ့အခါမှာတော့တရားမင်းကိုယ်တိုင်စဉ်သက်လာပြီးတော့ဆုလက်အနည်းနဲ့မသိစေးအသီးတစ်လုံးကိုပေးရခဲ့တယ်။ အဲ့ဒီကိုစရင်မသေးနိုင်တဲ့အသက်ရှင်မှုကိုရရှိမှာပါပုံနာအိုကပျော်ရွှင်စွာလက်ခံလိုက်ပြီးတော့အသီးကိုစားတော့မယ့်အချိန်မှာပဲစနီးတွေကတားမြစ်လိုက်တယ်သမားတို့ကစင်ရုံနေဦးလဲဦးနေပြီးပြုစုမဲ့သူလည်းမရှိရှင်တယောက်တည်းအသက်ရှင်နေပို့ပြီးစင်ရုံဒုက္ခရောက်လိမ့်မယ် ဒီအဒီကိုပရင်ကိုဆက်တာလိုက်ပရင်ကရှင်းဝေးလေးပြန်ချင်းမြင်လာတဲ့အခါမှာတော့စမတော်ဘွားရဲ့နောက်ဆုံးအချိန်မှာစီရင်ရင်းကလူမြောက်နိုင်နေမယ်လို့ပြောခဲ့ပါတယ်ဇနီးတဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ပုံနှုတ်ကအသီးကိုယူပြီးတော့မြို့တော်ကိုခရီးထွက်ကပရင်ထံဆက်တာခဲ့ပါတယ်ပရင်ကလည်းဝမ်းမြောက်ဝမ်းသာလက်ခံပြီးတော့စူရုံဝင်များစွာပြီးခဲ့တယ် ဒါပေမဲ့ဘယင်ကြီးကတော့ဒီအန်ဖွဲ့အသည်ကို ကိုတိုင်းစားဖို့စိတ်ကူးမရှိခဲ့ပါဘူး။သူစနီမီဘီယာရဲ့အလှပါခြားရတီမြဲစေဖို့အတွက်မိဘကိုပေးလိုက်ပါတယ်။မိဘကလည်းဝမ်းသာခဲ့ပေမဲ့လို့ဒီအသည်ကိုလည်းသူစားဖို့ရည်ရွယ်ချက်မရှိခဲ့ပြန်ပါဘူး။ဒါကြောင့်ဘယင်ကြီးနန်းတော်ကထွက်သွားတာနဲ့သူမရဲ့ချစ်သူအမတ်ကြီးကိုခေါ်လိုက်ပြီးတော့အသည်ကိုပေးလိုက်ပါတယ်။ အမကြီးကလည်းဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပေမဲ့လို့နန်းတော်က ထွက်လာတဲ့လမ်းမှာအဲ့ဒီအသီးကိုသူ့ပိုးပတ်နေရတဲ့လှပတဲ့ကားကြီးစက်တူကိုပြန်ပေးလိုက်ပါတယ်။အဲ့ဒီကားကြီးစက်ကလည်းမင်းကြီးစီကမျက်နှာသာရချင်တာကြောင့်ဒီသီးကိုမင်းကြီးထံပြန်လည်ဆက်သလိုက်ပါတော့တယ်။အဲ့ဒီခါမှာတော့ဘင်းကြီးကစိတ်ရှုပ်ထွေးသွားပြီးတော့ကားကြီးစက်ကိုဖြစ်ချောင်းကုန်စင်မေးမြန်းပါတော့တယ်။ အချောင်းကုန်တည်ပြီးတဲ့နောက်မှာတော့ကကြည်တဲ့ကိုရွှေငွေစုနဲ့တည်ပြီးကအသီးကိုပြန်ယူလိုက်ပါတယ်။ဘရင်ကြီးကချစ်ချင်းမြတ်တာဆိုတာလဲစားတတ်တဲ့အရာပါလား။ခဏလေးတွင်းမှာဆုံမြန်ရာကနေခါးသီးသွားတယ်လို့ညှိတွားပြီးတော့ဝမ်းနဲ့ပူဆွေးခဲ့ရပါတယ်။ ဒါပေမဲ့လည်းဘယင်ကြီးကမိဖုရားကြီးကိုစိတ်မနာကျင်တာကြောင့်မသေးသေးစားမစားအမှန်တိုင်းမိခဲ့ပါဗျ။မိဖုရားကစားလိုက်ကြောင်းချက်ချင်းလိန်ညာပြောဆိုခဲ့တာကြောင့်ဘယင်ဟာအလွန်ဝမ်းနေပြီးတော့မိဖုရားကိုပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တယ်။အဲ့ဒီနောက်မှာတော့အသီးကိုကိုယ်တိုင်စားပြီးတော့ရက်သေးဝက်ကဟိမဝင်နာကိုတောထွက်ခဲ့ပါဗျ။ဘယင်ကြီးရတဲ့ဝင်သွားတာကြောင့်ဥစနီမျိုးကအုတ်ချုပ်သူမရှိတော့ဘဲနဲ့ရန်သူတွေရဲ့ကျူးကျော်မှုကိုခံနေရတယ်။ ီအကြောင်းကိုတကြမ်းမင်းသိသွားတဲ့အခါမှာတော့ဘရင်ဖခင်လက်ထက်ကဂရုရှိခဲ့တာကြောင့်ဂဒီအတိုင်းပဲဘလူးကောက်ဆောင်တအုပ်ကိုဆေးလုခါမြို့ကိုဆောက်ချောက်စေခဲ့ပါတယ်။ခီးထွက်နေတဲ့ပြီးခဲ့ရမှာမင်းကြီးကလည်းညီတော်တော်ထွက်သားကြောင့်တင်းကြတာကြောင့်ဥစနီမြို့ကိုပြန်မှုဆုံးဖြတ်ခဲ့တယ်။မြို့ဝင်မှာဘလူးကတားဆီးခဲ့တာကြောင့်မင်းကြီးကကိုကူကိုမိတ်ဆက်ပေးမယ်လဲဘလူးကမယုံကြည်တာကြောင့်နှစ်ယောက်ချင်းစီချင်းထိုးဖို့စိန်ခေါ်ခဲ့တယ်။ တိုက်ပွဲပြီးမှဘလူးကရှုံးလိမ်သွားပြီးတော့ဘရင်ကြီးကတက်ဖို့ပြင်တဲ့အခါမှာတော့ဘလူးကအသက်ချမ်းသာပြီးဖို့တောင်းမှန်လိုက်ပြီးတော့သူ့ကိုမတက်ရင်ဘရင်ရဲ့အသက်ကိုကယ်တင်ပေးမယ်လို့အချက်တစ်ခုကို ပြောပြပါမယ်လို့ကတိပေးခဲ့ပါတယ်။ဘရင်နဲ့မင်းသားကမယုံကြည်ပေမဲ့လို့ဘလူးကိုပြောပြခွင့်ပေးခဲ့တယ်။ဘလူးကဘရင်ဖခင်လက်ထက်ကဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြန်ပြောပြခဲ့တယ်။တခါတော့ကဘရင်ရဲ့ဖခင်ကတောထဲမှာအမဲလိုက်ထွေးနေတောနဲ့ကြီးထဲမှာတရရနေတဲ့သူတော်စင်တစ်ပါးကိုတွေ့ခဲ့ပါတယ် အဲ့ဒီသူတော်စင်ရဲ့ခန္ဓာကိုယ်မှာလွဲပင်တွေပေါက်ရောက်နေပြီးတော့သူ့ကိုယ်ပေါ်မှာလည်းငှက်လေးတွေနဲ့တိလိပ်ဆန်လေးတွေနားခုန်နေခဲ့တဲ့ဒီတရားရနေခဲ့တယ်။ဘုရင်ကအဲ့ဒီသူတော်စင်ကိုကြီးညိုခဲ့ပြီးတော့စိတ်တက်ကိုစမ်းသပ်ချင်တာကြောင့်ဒီသူတော်စင်ကိုဥစင်ဒီမျိုးနဲ့ခေါ်လာနိုင်သူကိုရွှေတင်းကတရားဆုချမယ်လို့ကြေညာခဲ့ပါတယ်။မကြခင်မှာပဲမျိုးရဲကအစိုးကကောင်းတဲ့ကားကြီးတွေတူကသူတော်စင်ကိုမျိုးရဲခေါ်လာမယ်ဆိုပြီးတော့ကံလန်းချက်ကိုလက်ခံခဲ့တယ် အဲ့ဒီကကြည်တွေကနတ်သမီးတစ်ပါးလိုဝစ်စင်ခဲ့ပြီးတော့တတိလှူဒန်းသူလိုဟန်ဆောင်ကချီးကပ်ခဲ့တယ်။သူတော်စင်ကသူမရဲ့အသွေးမျိုးကိုတိတ်ကိုဆွဲလန်းသွားပြီးတော့မကြခင်မှာပဲခက်ခဲတဲ့ကျင့်စဉ်တွေကိုဆွလုကလောကီကာမဂုဏ်ထဲမှာတာယာပြောင်းမှုခဲ့တယ်။ဒီလိုနဲ့ကကြည်တွေနဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ရကခလေးတဦးရရှိခဲ့တယ်။ ။တနေ့မှာတော့ကားကြီးတွေကသူ့အပြစ်တွေစီးကြောဖို့အတွက်မြို့ထဲကိုဖျားဘူးထွက်ဖို့လှည့်စားခေါ်ခဲ့တယ်။ဒီလိုနဲ့သူတော်စင်က ခလေးကိုပွေချီခဲ့ပြီးတော့ချစ်စနီးနောက်ကိုလိုက်လာရာကနေနန်းတော်ကိုရောက်ရှိလာတယ်။ဘယင်းနဲ့မူမတ်တွေကသူတော်စင်ကိုမြင်တဲ့အခါမှာတော့အာရပါရရဲမောကြတယ်။အလားပါကြောင့်အချင်းတီလာပြတ်သွားတဲ့သူတော်စင်ကလည်းခလေးကိုပွေ့ချီပြီးတော့ဘာမှမပြောနိုင်ပဲရက်ကြည့်နေခဲ့ရတယ်။ကားကြီးတွေကတော့မြောင်များစွာသောစုငွေတွေယူပြီးပျော်ရွှင်စွာအိမ်မြန်သွားတယ်။ ူတော်စင်ကတော့အလွန်ဒေါသထွက်ခဲ့ပေးမယ်လို့ချင်းစင်ဆွာရီကုံဆုံးနေလို့လက်တော့မပြနိုင်နေပါဘူး။ဒါနဲ့ကလေးကိုခေါ်ပြီးတော့တော်ရဲကိုပြန်ဝင်ကရသည့်ပြန်ဝေးခဲ့တယ်။ဒီလက်ချိန်မှာတော့ဥစင်နီမင်းဆက်ကိုလက်စားချီမယ်လို့ပြင်းပြင်းထန်ထန်ဆုံးဖြတ်ခဲ့ပြီးတော့အောင်လန်းအတတ်ပညာတွေကိုလေ့လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကအောင်လန်းဆရာဖြစ်လာခဲ့ပြီးတော့ရစ်ပူစောဘူးလူတွေကိုလိုက်လံတက်ဖြတ်ခဲ့တယ်။ မင်းကြီးနဲ့မွေးနေမွေးနံတူတဲ့စီကုံတဲ့သားကိုပါတပ်ပစ်ခဲ့တယ်။ဒီလိုလုပ်ရတာကဘရင်ကိုတပ်ပြီးတော့နန်းတော်ကိုတိမ့်ပိုက်တဲ့နေမှာနှောက်ရက်သူမရှိစေဘူးပဲဖြစ်ပါတယ်။ဆလန့်အဆုံးသတ်မှာဘလူးကဒီအဖြစ်ပြက်တွေဆောင်ဘရင်ကမကြခင်သေဆုံးရတော့မှာပါလို့တတိပေးခဲ့တယ်။ထာကြောင့်အောင်လန်းဆရာပေးတဲ့အသီးကိုသတိထားဖို့နဲ့ဘရင်ကိုတတ်ဖို့ကြံစည်နေသူကိုဥစွာကောင်းဖြတ်တတ်ပါ။ဒါဆိုရင်ဘရင်ကတရားမျှတာစာဆက်လက်အုပ်ချုပ်နိုင်မှာပါလို့ပြောပြီးထွက်ခွာသွားတယ်။ ။ခရင်နဲ့မိသားတို့ကဘလူးရဲ့တတိပိချက်ကိုယုံတော့မယုံတော့ဖြစ်ခဲ့ပေမဲ့လို့မျိုးတော်ကိုအလှမြေပြန်ခဲ့ကြတယ်။ဒီနေရာမှာတင်ဒီဇလန်လေးရဲ့အပိုင်းတင်ပြီးဆုံးပါပြီ။ဆက်လက်ပြီးတော့အပိုင်းနှစ်ကိုတင်ဆက်ပေးမှာမို့လို့ UK ရဲ့ channel လေးကိုစောင့်ကြည့်ပေးကြပါအောင်နော်။တကယ်လို့ like နဲ့ subscribe မလုပ်ရသေးတဲ့လူကြီးမင်းတို့ရှိခဲ့ရင်လည်း UK အပိုင်းနှစ်တင်သိရအောင်လို့ UK ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပေးခဲ့ပါအောင်နော်။ဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။